အလုံးမင်္ဂလာပါရှင်တနောင်သူ food vlog ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ကျမတို့ခြံရင်ကိုနေတဲ့နေ့ပေါ့နော်ကိုရထဲမှာထည့်စားတဲ့ကိုနေတွေကဒီကိုနေပြန်နေပြီးတော့ရတာပေါ့နော်ကျမတို့ကိုယ်တိုင်တက်မှာတော့မဟုတ်ဘူးပေါ့နော်တက်လူခွာလူငါပြီးတော့လောက်တာပါရှင်ကျမတို့ကတော့ကောက်ပေးရတယ်ကိုနေတက်တဲ့အကိုရအမတွေကိုအဲကျွေးမွေးဖို့အတွက်ပေါ့နော်ထမင်းချက်ပြီးတော့အားတဲ့ချိန်ဆိုလို့ရှင်သွားကောက်ကူတယ်ပေါ့နော် ဒီကုသင်းလုပ်ငန်းတွေအပြင်ရာဘာဒညင်းဒူးရင်းဖာလာစနွင်းပြီးရင်ငပြောပေါ့နော်ဒါတွေကကျွန်တော်တောင်မတေသခံတွေအတွက်98ရာခိုင်နှုန်းလောက်အထိစာဝတ်နေရေးဝန်စာဖြစ်နေရောမြို့ရိုးစင်ဆက်လောက်ကန်စားတောက်တဲ့လုပ်ငန်းလေးတွေပေါ့နော်ဒီနေ့ကလည်းကျမတို့ချမ်းမှာကုနေတက်တဲ့နေ့ဆိုတော့ဗောနော်ဒီကုနေလုပ်ငန်းလှုပ်ဆောင်ပုံအစစ်စစ်လေးကိုတခါတည်းပြပြသွားပေးမယ်နော်ဒါကလည်းမွေးရမြေမှာမရှိတဲ့တောင်မိုသူတောင်မိုသားတွေအတွက်ဗောနော်အလွမ်းပြေလေးကြီးရှုလို့ရအောင်နဲ့မသိတဲ့သူတွေအတွက်လည်းပဲ share လုပ်ပေးတဲ့သဘောပါရှင် ဒီနေ့ဒီဗီဒီယိုလေးမှာခတိုင်းလိုကျွန်မချက်ပြုတ်စားတောက်ပြမှာတော့မဟုတ်ဘူးဗောနော်ဒီနေ့လိုမျိုးနေ့မျိုးကတအိမ်လုံးအရန်အလုရှုပ်ကြတဲ့နေ့ဆိုတော့လေဒီချောင်းလေးကတော့ကုနေ channel မှာသဘောအတိုင်းစီစဉ်နေတဲ့စမ်းချောင်းလေးဗောနော် ဲဒီနေ့ကတော့ကုသင်းစားတက်မနေ့ပေါ့နော်။ခွာတဲ့လူတွေရောတက်တဲ့သူတွေရောအစာပြေထညက်နဲ့ရင်းနှီးတောက်လို့ရအောင်လို့ရင်းနှီးတက်ထားတာပါ။စစ်သည်ဟင်းရွယ်ရစွာဒီနေ့ကတော့အမိုးဦးသကြီးလောက်မှာပေါ့နော်။ကျမနဲ့အပါနဲ့ကကြတော့ကုသင်းကောက်မယ်။အမိုးကကြတော့ချက်ပြုတ်မယ်ပေါ့နော်။အဲဒီမင်းချောင်းနေမစည်းဘူးနေနေတော့ဘာလို့စင်းလဲ ဒါကတော့ကုနီစားတက်နေပေါ့နော်မနေ့6နိုင်ခွဲကနေပြီးတော့ညနေ3နိုင်4နိုင်အထိပေါ့နော်အဲဒီကုနီပင်နေကတော့တော်တော်လေးရှည်တာပေါ့နော်1နှစ်ပြန်စားလောက်ရှည်တယ် ဒီလိုမျိုးကိုင်းသိခိုင်ရင်ပြုတ်ကြတဲ့အခါပဲနော်ကုန်းပေါ်မှာတင်နေတဲ့အခါလည်းရှိတယ်ခြောက်နှမ်းမှာအမ်ချိတ်တဲ့အခါဆိုလို့ရှိရင်ခြောက်ထဲမှာပြုတ်ကြပြီးတော့မျောသွားတာတွေရှိရပါတော့လွင့်ပြီးတော့အားကြောင့်မလို့ခြောက်ထဲမှာတယောက်စောင့်ပြီးတော့ကောက်ရတယ်အနောက်မှာလည်းထောင်းအောက်မှာလည်းကာထားတာမရှိဘူးဆိုတော့အမ်ကိုင်းသိတွေကမကောက်ဒီတိုင်းမျောပါသွားမှာပါတော့ဒါကြောင့်မလို့ခြောက်ထဲမှာအပါစောက်ပြီးတော့ကောက်တာဖြစ်ပါတယ် တခါလေကွန်သီးတွေကဆေးပြီးသားဖြစ်သွားပါတော့။အေးချမ်းမြကွန်သီးလုံးတွေပြုတ်ကြတာလိုက်ဆော့နေ။မျောသွားတာကိုကြည့်ပြီးတော့အာတော့ကွန်သီးနုလာရင်လာဆန်းတာပါတော့။တလုံးကိုတလုံးနှလုံးလောက်ချိတ်ချပြီးတော့အောက်ကအောက်ကနေတဲ့သူကကြိုက်ကြည့်တယ်ရင့်နေဆိုလို့ရှိရင်ချိတ်ချတာပါတော့မရင့်ဆိုလို့ရှိရင်နောက်တစ်ပြန်ထပ်ထားတယ်။ကွန်သီးကကြတော့သုံးပြန်လောက်ရတာပါတော့ဒါပထမဆုံးပြန်ပါတော့။ ဒီကောက်ဆန်းတာနှုတ်သေးတဲ့ခိုင်နေဆိုထားထားပြီးတော့နောက်ဒုတိယပြန်ပါနော်ဒုတိယပြန်ခူးတဲ့ခါကျရင်ပြန်ပြီးတော့ခူးတာပါနော်မမမီအဘ ကွန်ဒီယာတော့ဒီပထမပြန်မှာကျွန်တော်တို့၃ရက်လောက်ရတာပေါ့နော်ဒီဗီဒီယိုလေးမှာတော့၃ရက်စလုံးလောက်တဲ့ဟာလေးတွေကိုပေါင်းထည့်ပြီးတော့ပြမှာဖြစ်ပါတယ်ပြီးတော့ဒီအမ်တီးတန်းပြတာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တစ်နှစ်သား daily vlog ပုံစံမျိုးပေါ့နော်လှူရှားပုံလေးတွေပြသပေးတာဖြစ်ပါတယ်ဟဲ့ဒါဆိုလို့ရှိရင်ဒီဘလိုင်းလုံးကရှွန့်နေပေးနေရပါတော့ရှွန့်ပေးလို့ရှိရင်ချော်တက်တယ် လက်ချော်တက်တဲ့အကြောင်းမလို့ဒဗလိုင်းပြည့်ပြီဆိုလို့ရှိရင်တခါတယ်ခြောင်းထဲမှာဆေးလိုက်တာဗောနော်ပြီးလို့ရှိရင်တဲကိုပြန်ပြီးတော့တင်မှာဗောနော်တဲကိုတော့ပို့မှာဗောနော်တလေးရေပြန်သေးတာဗောနော်ကောက်ပြီးလို့ရှိရင်ရှင်နေပြန်လို့ I je ဇီယိုလေးတွေပေါင်းခုတ်ထားပြီးပြန်ထွက်လာဒါကြတော့ကိုတက်တဲ့အပင်ပေါ်မှာလည်းချိတ်ချပြီးပြီးဘေးအပင်တွေကလည်းရလာမရလာချိတ်ချချင်တယ်မနော်အားကြောင့်မလို့လမ်းပြီးတော့အမ်တစ်လုံးနှလုံးစိတ်ကြည့်ရကြိုက်ကြည့်တာပါနော်တစ်လုံးနှလုံးကြိုက်ကြည့်ပြီးတော့ ရင့်နေဆိုလို့ရှိရင်ခူးချတယ်ဒီအပင်ရင့်နေဆိုတော့ခူးချမှာပေါ့နော်အဲပြီးလို့ရှိရင်ဘေးအပင်၄၅ပင်အဲ့လိုမျိုးတစ်ခါတည်းလိုက်ကူးတယ်ကူးပြီးတော့ခူးတာပေါ့နော်အပင်တပင်တပင်အရင်ရှိတဲ့အတွက်ကြောင့်မလို့အပင်ကူးပြီးတော့ခူးရတာပေါ့နော်အဲ့ဒါမှမြင်လဲမြင်တယ်အဲလူလဲတက်တာတာပေါ့နော်走。

ရှင်။ဒါတော့ကွန်းချမ်းချိတ်နေတာဗောနော်စားဖို့အတွက်ဗောနော်ကွန်းရွက်ကတော့ကွန်းသီးပင်ကနေပြီးတော့ထွက်တာမဟုတ်တော့တသက်ဆိုက်ရတာကွန်းသီးပင်မှာကပ်ပြီးတော့ကွန်းရွက်ပင်ကိုဆိုက်တာဗောနော်။ဒါကလည်းတချို့တငယ်ချင်းတွေကအဲ့လိုမျိုးပြောလို့ဗောနော်ကွန်းရွက်ကကွန်းသီးပင်ကထွက်တယ်လို့ထင်လို့အဲ့ဒါလေးကိုပြောပြပေးတာဖြစ်ပါတယ်။ဒါကခုနခူလာတဲ့ကွန်ရွက်ပေါ့နော်ဒါတော့တောင်ပေါ်ကကွန်ချမ်းပေါ့နော်အပါရောကကွန်ချမ်းပဲစားတဲ့ကွန်ကွန်ချောဆိုသူတို့မကြိုက်ဘူးချက်

อาเจี๊ยบลูกเยาวอ่ะสีับยังไง ။နောက်ထပ်အခြားလုပ်ငန်းတွေကိုလည်းလုပ်ကင်တဲ့ခါကျရင်ဗီဒီယိုလေးတွေတင်ပေးပါဦးမယ်။ချက်ပြုတ်စားတောက်တဲ့ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့တင်ပေးမှာပါเนาะ။အဲကျွန်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်နေတတ်တဲ့စိတ်ဝင်စားတဲ့ဆိုရင်ကျွန်မရဲ့ Facebook Page လေးကို Follow လေးလုပ်သွားပေးပြီးတော့ကျွန်မရဲ့ YouTube Channel လေးကိုပါ Subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့เนาะ။ဒါတော့ကိုနိတက်ပြီးတဲ့ဦးလေးပေါ့နော်။သူကတက်ပြီးပြီဆိုလို့ရှိရင်အချိန်အားရအားတို့ထပ်ပြီးတော့ခွာတာပေါ့နော်။ cho nhà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  nhé. ra à, apa anh dễ cho đỏ mắt Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn 哎，你瞅你妈不都用？哎，东东、小小、一千米、波比、飘飘，来。 哎，有办法啊，嗯，哎，还别的。 ီလိုမျိုးအစိမ်းရောင်အလုံးလေးတွေခွာလို့ရှိရင်တော့ရွေးကွန်းသီးဖြည့်ပြီးတော့အနီရောင်အလုံးလေးတွေခွာရင်တော့အဲဗျောင်ကွန်းသီးပေါ့နော်ဗျောင်ဖြစ်တယ်ဒါဗျောင်နော်ဒီကွန်တီလုပ်ငန်းတွေอ่ะဗောနော်ကျမတို့မျိုးစင်ဆက်လုတ်ကင်လာတဲ့လုပ်ငန်းတွေဖြစ်ပါတယ်အဲကျမရဲ့အဖိုးခေတ်ကလေးอ่ะဗောနော်လှုပ်လာပြီးတော့ကျမရဲ့အမိုးအပါခေတ်ကျမတို့ခေတ်အထိပါလက်ဆင့်ကန်လုပ်လာတဲ့လုပ်ငန်းလေးဖြစ်ပါတယ်ရှင် ta cha da pika ta cha da pika ဟုတ်ခဏကြာဟုတ်တယ်လေကအတူရမကော့လာလေလေဟာဒီတော့ထည့်ရဲ့တွေ့ပါလေလို့ပြပြကဲမနေ့အစောကြီးကလေးကလှုပ်လာတာနေ့လယ်လေးရောက်ပြီဆိုတော့ဘိုက်စာကြရေပေါ့နော်ကျွန်တော်ထမင်းစားလိုက်အောင်မနော်ထမင်းစားပြီလို့ရှိရင်တော့ကျွန်တော်ဆက်ပြီးတော့ကောက်ရမယ်ခွာရမယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုလေးကိုတော့ထမင်းစားပြီးအဆုံးတက်လိုက်တော့မယ်နော် ဒီနေ့ဟင်းလေးရတော့ပဲဟင်းမနော်ကြောက်ဖြုံဒီနေ့ပဲနဲ့ချက်ထားတာရဲ့ချက်ဥကျော်ရဲ့ငါတိတာရဲ့အထောင်းရဲ့ငပိကျော်ရဲ့ငချောက်ကျော်ရဲ့ဗောနော် ပြီးရင်ဒညင်းဝက်တွေငါပြောဖူးတိုးစရာလေးရဲ့နဲ့ထမင်းစားကြတာဖြစ်ပါတယ်အလုံးလုံးရယ်ဆိုတော့ဗောနော်ထမင်းကအရန်စားလို့ကောင်းတယ်ငါတိတာငါတိတာဒီနေ့ရတော့ငပိကျော်ငချောက်ကျော်အထောင်းကဆက်နေရပါတော့ပထမရက်ကကြံတဲ့ငပိကျော်လေးရဲ့တခါတည်းပေါင်းပြီးတော့စားကြတာပါနော် 真的、啊，嗯嗯，我们跟着，没我老我老老开了。 ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်။အားလုံးပဲ Agent နဲ့ရဲ့လေးတွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့နောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးပဲတက်တာပါရှင်။